what are the differences between say tell and talk and how do we use them correctly အဲ့တော့ကျွန်တော်ဟို say tell talk နဲ့ပတ်သက်ပြီးတော့မှာဘာတွေကွာခြားလဲလို့မေးထားတာရှိတယ်အဲ့အကြောင်းကိုဒီနေ့ကျွန်တော်ရှင်းပြပေးမယ်မင်္ဂလာပါ teacher jay ပါဟုတ်ပြီကျွန်တော်တို့ပထမဆုံး say အကြောင်းကိုစပြီးတော့မှာပြောရအောင်အဲ့တော့ say say ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ကျွန်တော်တို့ကကို ပြောစေချင်တဲ့စကားလုံးကိုပြောခိုင်းတဲ့အခါမှာ say ကိုသုံးတယ်ဥပမာ say hello hello လို့ပြော say မင်္ဂလာပါ မင်္ဂလာပါလို့ပြောဟုတ်ပြီနော်အဲ့တော့ say ကိုကျွန်တော်တို့ကဘယ်လိုခါမျိုးမှာသုံးလဲဆိုတော့အဲ့ဒီစကားလုံးအတိုင်းပြန်ပြောစေခြင်း say ကိုသုံးတာများတယ်ရမယ်နော်အဲ့တော့ say ရဲ့နောက်မှာကျွန်တော်တို့ direct object မလိုဘူးပြီးရင်တကယ်လို့တရားရောက်ကိုပြောတယ်ဆိုရင်တော့ကျွန်တော်တို့က to ခံပြီးတော့မှအဲ့မှာ someone တရားရောက်ကိုထည့်ပေးလို့ရတယ်သဘောပေါက်မနော်အဲ့တော့သူ့ရဲ့ say ရဲ့ common patterns တွေက say something တခုခုပြော say that အကြောင်းအရာတစ်ခုခုကိုပြောရဲဆိုရင်တော့ that can ပြီးတော့မှနောက်က close တစ်ခုလိုက်ပေးရတယ်အဲ့ဒီအကြောင်းကိုနောက်မှဆက်ရှင်းမယ် say that ပြီးရင် say to someone တယောက်ယောက်ကိုပြောရဲဆိုရင်တော့ခြားထဲမှာ to ခံရတယ် say someone ဆိုရင်တော့မှားတယ်ရမလား okay အဲ့တော့ကြည့်ရအောင် basic use ကတော့ she said hello d s a i d said ဆိုတာ say ရဲ့ verb 2ပဲเนาะမပြောနဲ့เนาะ she said hello သူမ hello လို့ပြောတယ်တဲ့မင်းကိုနှုတ်ဆက်တယ်လို့ ပြောတယ်ပေါ့နော် he says ဒီမှာအတန်တွက်ကို key ဆိုင်မယ်နော် s a y s says လို့မထွက်ဘူး s a y s says လို့ထွက်တယ်နောက်က s ကိုကျွန်တော်တို့ကဇာတန်နဲ့ထွက်တယ် says he says goodbye every day သူနေ့တိုင်း goodbye လို့ပြောတယ်ပြီးရင်ကျွန်တော်တို့ that နဲ့လည်းတွဲပြီးတော့မှာသုံးလို့ရတယ် that ရဲ့နောက်မှာတော့ close တစ်ခုပါမယ် they said သူတို့ပြောတယ် they said that they were tired တို့ပင်ပန်းတယ်လို့တို့ပြောတယ်ဒီ that ကိုကျွန်တော်တို့စကားပြောမှဆိုရင်ဖြုတ်ချလို့ရတယ် they said they were tired okay no i say it's true i say that it's true အဲ့ဒါအမှန်ပဲလို့ငါပြောတယ်အဲ့တော့ say ရနောက်မှာကျွန်တော်တို့ that နဲ့တွဲပြီးတော့မှ clause တစ်ခုလိုက်လို့ရတယ် okay နောက်ပြီးတော့ to နဲ့လည်းသုံးလို့ရတယ်တဲ့ she said to me she said me ဆိုရင်မှားတယ် she said to me come here ဒီလိုလာခဲ့လို့ငါကပြောတယ် Don't say that အဲ့ဒါကိုမပြောနဲ့ to him သူ့ကိုအဲ့ဒါသွားမပြောနဲ့ရမယ်နော် Okay ဒါဆိုရင် say ကိုနားလဲပြီဆိုရင်ကျွန်တော်တို့ tell ကိုပြောရအောင် tell ကကြတော့ကျွန်တော်တို့မြန်မာလိုအနည်းဆက်ဆုံးဘာသာပြန်မယ်ဟိဆိုရင် ပြောပြတယ်ရှင်းပြတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အကြောင်းအရာတစ်ခုခုကိုပြောတယ်ဆိုရင် tell နဲ့သုံးရတယ်ဥပမာပုံပြင်ပြောတာမျိုး ပြီးရင်အကြောင်းအရာတစ်ခုခုကို information တစ်ခုခုကိုပေးတာမျိုးပေါ့เนาะဒါမျိုးဆိုရင် tell နဲ့သုံးရတယ် okay tell equal give information to someone တရားရောက်ကို information ပေးတာမျိုးပေါ့เนาะ always needs a person after it အဲ့ဒီတော့ tell ရဲ့အနောက်မှာတဲ့ကျွန်တော်တို့လူတယောက်အမြဲတမ်းလိုလိုတယ်ပေါ့เนาะအဲ့တော့ must have direct object အဲ့တော့ကျွန်တော် direct object တခုကအမြဲလိုတယ်ပေါ့ပါကိုပါရမယ် tell ရအဲ့ဒါလည်း person ဖြစ်နိုင်တယ် okay เนาะ cannot use to အဲ့တော့ to နဲ့မသုံးရဘူးတဲ့ခုန say နဲ့ tell နဲ့ဒါကွာခြားချက်เนาะ say ရဲ့နောက်မှာကျတော့လူတယောက်ထည့်ခြင်းကျွန်တော်တို့ to သုံးရတယ် tell မှာကျတော့ to မသုံးရဘူးဘယ်နေရာဒီမှာသုံးလဲဆိုရင် shares information or instruction အဲ့တော့ information နဲ့ instruction တွေပေးတဲ့အခါမျိုးမှာကျွန်တော်တို့ဘာသုံးလဲဆိုရင် tell သုံးတယ်အဲ့တော့ common patterns ကဘာလဲဆိုရင် tell someone something အဲ့တော့တယောက်ယောက်ကိုတစ်ခုခုအကြောင်းပြောတာမျိုးဆိုရင်ကျွန်တော်တို့က tell နဲ့သုံးတယ် tell someone that တယောက်ယောက်ကိုပြောတယ်ဘာကြောင်းပြောတယ်ဆိုရင်နောက်မှာ close ပါမယ် tell someone to do တယောက်ယောက်ကိုတခုခုလုပ်ဖို့ပြောတယ်ဒါကတော့ instruction ပေးတာမျိုးပေါ့နော် information ပေးတာမဟုတ်ဘူးပြီးရင် tell to someone ဆိုရင်တော့မှားတယ် okay အဲ့ဒါကိုကြည့်မယ်အဲ့တော့ give information information ပေးကြပြီဆိုရင်တော့ please tell me your name tell me your name ဒီမှာတွေ့ရနော် tell ရနောက်မှာကျွန်တော် direct object အမြင်နဲ့ပါတယ် tell me your name မျက်နှာမင်ငါ့ကိုပြော she told him the truth told him the truth သူမကသူ့ကိုအမှန်အမှန်တရားကိုပြောပြတယ် told him told god tell you if do ပဲနော် i will tell you a story ငါမင်းကိုပုံမြင်ပြောပြမယ် i will tell you a story အဲ့တော့ tell လို့ told တို့ရဲ့နောက်မှာ direct object သို့မဟုတ်လူပုဂ္ဂိုလ်တရားရောက်အမြင်ပါရမယ် okay နော်ဒါ giving informations နောက်ပြီးတော့ giving instructions instructions တွေပေးပြီဆိုရင်တော့ဘယ်လိုပြောမလဲ mom told me to clean the room မိအားငါ့ကိုခန်းတန့်ရှင်းဖို့ပြောတယ် to clean my room sorry the sign tells us to stop the sign d သင်္ကေတကအဲ့ tells us ငါတို့ကိုပြောတယ်ဘာလို့ဖို့လဲ to stop ရပ်ဖို့ပြောတယ်တဲ့ he told her to be careful သူကသူမကိုပြောခဲ့တယ်ဂယုစိုက်ဖို့ပြောခဲ့တယ်ရမယ်နော်ဒီမှာ tell တို့ told ရဲ့နောက်မှာအမြဲတမ်းဘာပါလဲဆိုရင် ကျွန်တော်တို့ဒီ direct object ပါတယ် instruction ပေးတယ်ဆိုရင် to do. do something ပေါ့နော်တခုခုလုပ်ဖို့ပြောတယ်ပေါ့ဥပမာ mom told me to clean my room the sign tells us to stop he told her to be careful okay နော်ဒီမှာတော့ fixed expressions or expression ဆိုတာဒီမှာကပုံသေးဖြစ်နေတဲ့ expressions တွေမှာတော့ tell the time A အချိန်ကိုပြော tell a joke Bale ပါလဲဟာတာပြောတယ်ပေါ့နော် tell a lie tell the truth ဘာပြောရလဲအမှန်တရားကိုပြောတယ်လိန်တယ်ဒီဥစ္စာတွေကတော့ဒါချွင်းချက်တွေပေါ့ fixed ဖြစ်နေတဲ့ expressions တွေဒါကတော့တို့ရဲ့အသုံးတွေဖြစ်တဲ့အတွက်ဒါကိုတော့အသေးမှတ်ထားရမယ် okay နောက်ဆုံးကပါလဲဆိုရင် talk talk ကိုကျွန်တော်တို့ကဘယ်နေရာမှာသုံးတယ်လဲဆိုရင် have a conversation အဲ့တော့နှစ်ယောက်အပြန်အလှန်စကားပြောကြတယ်ဟေ့ဆိုရင်တော့ကျွန်တော်တို့က talk ကိုသုံးကြပါလေတဲ့သဘောပေါက်မယ်နော် two way communications ဖြစ်တယ် used to or with someone အဲ့တော့ tell your အဲ talk ရဲ့နောက်မှာကျွန်တော်တို့က talk to သို့မဟုတ် talk with ဆိုပြီးတော့မှနောက်ကတစုံတယောက်ထည့်လို့ရတယ်တဲ့ပြီးရင်ဒါမှမဟုတ်ရင် talk about ဆိုရင်အကြောင်းအရာတစ်ခုခုကိုပြောရဲဆိုရင်တော့ talk about ပေါ့နော် they were talking about a movie သူတို့ကရုပ်ရှင်တကားအကြောင်းကိုပြောနေခဲ့တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုရင် common patterns တွေမှာဆိုရင် talk to ဒါမှမဟုတ်ရင် talk with someone talk about something တခုခုအကြောင်းကိုပြောနေပြောနေကြတာ ပြီးရင် talk for for ရဲ့နောက်မှာတော့ကျွန်တော်တို့အချိန်ဘယ်လောက်ကြာကြာစကားပြောတယ်ဆိုတာမျိုးပေါ့နော် talk for an hour ပေါ့တနာရီလောက်စကားပြောတယ်ဆိုတာမျိုးသုံးလို့ရတယ်တဲ့အဲ့တော့ talk ရဲ့ examples တွေနဲ့ကျွန်တော်တို့ phrases တွေကိုကြည့်အောင် talk to သို့မဟုတ် talk with someone ဆိုရင် i need to talk to you အမင်းနဲ့စကားပြောဖို့လိုတယ် she is talking with her friend သူမကသူမတငယ်ချင်းနဲ့စကားပြောနေတယ်နောက်ပြီးတော့တကယ်လို့ talk about ဆိုရင်တော့ a topic ပေါ့နော် အကြောင်းအရာတစ်ခုကိုပြောကြတယ် we talk about the weather ငါတို့ရာသီဥတုအကြောင်းကိုပြောခဲ့ကြတယ် let's talk about your plans မင်းအစီအစဉ်တွေအကြောင်း ပြောကြရအောင်ဟုတ်ပြီပြီးရင် duration of talking ပါလေကြာချိန်ပေါ့နော်စကားပြောနေတဲ့ကြာချိန် they talked သူတို့စကားပြောနေခဲ့တယ်စကားပြောခဲ့တယ် for hours နိုင်ပေါင်းများစွာ စကားပြောခဲ့တယ် we talked all night ငါတို့တညလုံးစကားပြောခဲ့ကြတယ် โอเคသဘောပေါက်မယ်เนาะအဲ့တော့ကျွန်တော်တို့ summary ကြည့်ရအောင် summary က say say ကကြတော့ကျွန်တော်တို့ focus on words အဲ့တော့ပြောစေချင်တဲ့စကားလုံးကို focus ထားတယ်ဥပမာ say hello hello လို့ပြောပါ she said goodbye သူမ goodbye လို့ပြောသွားတယ်ရမယ်เนาะတကယ်လို့ကျွန်တော်တို့လူထက်မယ်ဆိုရင်တော့ကျွန်တော်တို့က say နောက်ကနေတူလိုက်ရမယ်เนาะโอเคเนาะ tell ကကြတော့ information ပေးဖို့အတွက်ကျွန်တော်တို့ကအဓိကသုံးတယ် ဥပမာပုံမြင်ပြောပြတာမျိုးအကြောင်းအရာတစ်ခုကိုပြောပြတာမျိုးဆိုရင် tell နဲ့သုံးတယ် give info to someone ပေါ့နော် tell me ငါ့ကိုပြောအဲ့တော့ tell ရဲ့နောက်မှာတော့ကျွန်တော် direct object သို့မဟုတ်လူပါရမယ် he told her သူကသူမကိုပြောခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ tell ရဲ့နောက်မှာဘာဖြစ်လဲဆိုရင် person ပါမယ်တဲ့ required person လူပါရမယ်ပြီးရင် talk စကားပြောတယ် talk ကကြတော့နှစ်ယောက်အပြန်အလှန်စကားပြောကြတယ် conversation လုပ်ကြတယ်ဟုတ်ပြီနော် talk to you ဒါမို့ရင် talk with you talk about it talk about ဆိုရင်တော့ဒါက topic တစ်ခုခုကိုပြောတာအဲ့တော့ talk to တော့မဟုတ် talk with plus နောက်ကနေ person ပြီးရင်တော့အကြောင်းအရာတစ်ခုခုဆိုရင်တော့ talk about talk about the weather talk about the plans talk about a movie ရုပ်ရှင်တကားအကြောင်းပြောတာမျိုးအဲ့တော့ common mistake တွေကဘာတွေဖြစ်မလဲဆိုရင် he said me the answer ဆိုရင်မှားတယ် he told me the answer ငါ့ကို အဖြေပြောပြတယ်ဟုတ်တယ်လေဘာလို့လဲဆိုတော့ tell to told တို့ကကျွန်တော်တို့က information ကိုပဲပြောတယ်လို့ပြောတယ်နော် information ကိုပြောတယ်ဟုတ်ပြီ she told to him goodbye အဲ့တော့ she goodbye ဆိုတဲ့စကားလုံးကိုသူမကပြောသွားတယ်ဆိုရင် told နဲ့သုံးလို့မရဘူးအဲ့တော့အဲ့စကားလုံးကိုပြောပါတယ်ဆိုရင်ကျွန်တော်က said နဲ့သုံးရတယ် she said goodbye to him ဘောပါမနော် I want to say with you. I want to say with you. So, မားတယ်။ဘာလို့လဲဆိုတော့မင်းနဲ့စကားပြောချင်တာ။အပြန်လည်းပြောချင်တာဆိုရင် I want to talk to you အဲဒါမှမဟုတ် talk with you မင်းနဲ့စကားပြောချင်တယ်ဆိုတာမျိုးပြီးတော့ talk me your name ဒါ information ပေးတာဖြစ်တဲ့အတွက် talk နဲ့စကားသုံးလို့မရဘူးအဲ့တော့ tell နဲ့သုံးရတယ် tell me your name ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့သဘောပေါက်မယ်နော်အဲ့ဒါဆိုရင် exam paragraph လေးတစ်ခုဖတ်ပြမယ် okay putting it all together ဟုတ်ပြီအဲ့ဒီထဲမှာ say တွေရော set တွေရော tell တွေရော talk တွေရောပါမယ် okay Yesterday, Maria said hello when she saw me at the cafe. Manero nga, re, Maria ga, re, nga o cafe ma dui chay ma, hello lo bio no set no? I told her about my new job, nga lo te chang bio bia gede, and she was very excited. Tuma ayan say lo share. We talked for almost an hour. Nga ro tanai ja lao, tanai lao ni ba zaga bio gede, ba chang bio about our plans for the future. ငါတို့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်းကိုတနားရီလောက်နှီးပါကြအောင်ပြောခဲ့ကြတယ်။ She said that သူမပြောတယ် she wanted to travel more သူမဒီတက်ပိုပြီးခီးရီသွားခြင်းနဲ့ I told her to visit Thailand first နာသူမကို Thailand ကိုအရင်သွားလည်ဖို့ပြောခဲ့တယ်ပထမဆုံးသွားလည်ဖို့ပြောခဲ့တယ်ဒါ instruction ပေးတာဖြစ်တဲ့အတွက် tell to နဲ့သုံးတယ်နော် because it's beautiful ဘာလို့လဲဆိုရင် Thailand နိုင်ငံလာတယ်ပေါ့နော် we talked about ဒါ topic တစ်ခုကိုပြောတာဖြစ်တဲ့အတွက် talk many countries we want to see before leaving she said goodbye goodbye and told me to call her next week i I'm happy we had time to talk. ါတို့စကားပြောဖို့အချိန်ရခဲ့တာကိုငါပြောတယ်။သဘောပေါက်မနော်ဒါဆိုရင်ကျွန်တော်တို့ say ရယ် tell ရယ် talk ရယ်ရယ် quacha ချက်တွေကိုသဘောပေါက်ပြီးလို့ယူဆတယ်။ဟုတ်ပြီအဲ့ဒီတော့ဒီလိုအလားတူကျွန်တော်တို့ grammar exercise တွေပြီးရင် grammar lessons တွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ English grammar online course လေးတစ်ခုရှိတယ်ဗီဒီယိုပေါင်း135ခုရှိတယ်အဲ့တော့ lesson ပေါင်း135ခုပေါ့เนาะအဓိကအသုံးများတဲ့ပြီးရင်ရောတတ်တဲ့အသုံးတွေကိုကြည့်မယ်ရှင်းပြပေးထားတာဒီ Rimo Mafi ရဲ့ Essential Grammar in Use ဆိုတဲ့စာအုပ်ကိုတုံးပြီးတော့မှရှင်းပြပေးထားတာ။အဲဒီထဲမှာ exercise တွေလည်းအများကြီးပါတယ်။အဖြေတွေလည်းပြောပြထားတယ်။ပြီးရင်ကျွန်တော်ကိုစာမေးခြင်းလည်းရတယ်။အဲ့တော့အဲ့ဒီတန်းကြောင်ကိုစုံစမ်းခြင်းလည်းဆိုရင်ကျွန်တော် channel link ကို description ထဲမှာထည့်ပေးထားတယ်။အဲ့မှာလာ join ပြီးတော့မှကျွန်တော်ကိုစုံစမ်းလို့ရတယ်။ Thank you very much. See you in the next video.